မြန်မာနိုင်ငံမှာစစ်တပ်ကစစ်အာဏာသိမ်းခဲ့တဲ့2022ခုနှစ်ကစပြီးအကြမ်းဖက်စစ်ကောင်စီဟာပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေတောက်လျှောက်ကိုလှုပ်ဆောင်နေရမှာလက်ရှိအချိန်ထိအဆက်မပြတ်လှုပ်ဆောင်နေတုန်းဖြစ်ပါတယ်။အဲ့ဒီအထက်မှာမှလက်ရှိညောင်လေးပင်မြို့နယ်ဒဲမှာဆိုရင်အင်မတန်အမထိတ်လန့်စရာကောင်းတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေဟာစစ်တပ်နဲ့စစ်တပ်လက်အောက်ခံပြူစောတီတွေကကျူးလွန်ခဲ့တယ်ဆိုတာကိုဒေါ်လာရင်တပ်တွေဖမ်းဆီးရရှိထားတဲ့ပြူစောတီလိုင်းမင်းဆိုသူကိုယ်တိုင်ကဝန်ခံထွက်ဆိုထားပါတယ်။ လက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်29စစ်ဗျူဟာအမှတ်2စစ်ဒေသခွဲကနေထုတ်ပြန်ခဲ့တဲ့ဗီဒီယိုမှာဆိုရင်အဲ့ဒီစစ်တပ်လက်အောက်ခံပစ္စတိလိုင်းမင်းဆိုတဲ့သူဟာပြည်သူအယောက်20ထက်မနည်းကိုရရဆက်ဆက်ခေါင်းဖြတ်တက်ခဲ့တာတွေတနက်နေ့ပြစ်ခတ်တက်ဖြတ်ခဲ့တာတွေနဲ့မိရှုတက်ဖြတ်ခဲ့တာတွေကိုသူကိုယ်တိုင်ပဲဝန်ခံထွက်ဆိုထားပါတယ်။ဟောကျွန်တော်24ရက်4လ2025မှာကျွန်တော်နားပြီးတော့ကျွန်တော်ကြက်တီကိုဖျားဖို့ကျွန်တော်လာခဲ့တယ်။ကျွန်တော်မိသားစုတွေပေါ့မိသားစုနဲ့ကျွန်တော်ဖျားဖို့ထွက်လာခဲ့တယ်။ ဲဒီမှာကျွန်တော်တို့15ရက်လေးလ2025မှာကျွန်တော်တို့ပြန်ပြန်ဆင်းလာတယ်ပြန်ဆင်းလာပြီကျွန်တော်ကရက်ရှောင်းမှာကျွန်တော်တို့ရေဝင်ဆော့တယ်ရေဝင်ဆော့တဲ့အချိန်မှာပဲတော်လည်းအင်အားစုနဲ့တွေ့ပြီးတော့ကျွန်တော်တို့ဖန်စီထင်းထင်းချင်းကိုကျွန်တော်ခံခဲ့ခံခဲ့ရပါတယ်ဟုတ်ကဲ့ကျွန်တော်2022 6လပိုင်း30ရက်နေ့မှာကျွန်တော်တနန်းဣဇိုတီတော့ကျွန်တော်စရောက်ဝင်ခဲ့ပါတယ်10လပိုင်း10ရက်နေ့မှာကျွန်တော်တကကတတက6 6မှာကျွန်တော်တနန်းသွားရောက်ပြီးတက်ခဲ့ပါတယ် တန်းတန်းတဲ့ကာလာတော့15ရက်ကြာမြင့်ပါတယ်။ဟုတ်ပဲကျွန်တော်တို့တန်းတန်းစပီးပြန်လာတဲ့ချိန်ကာလာမှာအဲ့မှာနာပြီး6ရက်17လပိုင်းမှာကျွန်တော်တို့ဖန်ဆင်းမှုဆောက်လုပ်ခဲ့ပါတယ်။အဲ့မှာ4ဒီပုံမှာ PDN နှစ်ယောက်ဝင်လာပါတယ်ဆိုပြီးတော့ကျွန်တော်တို့တရင်ကြာကျွန်တော်တို့ရှိကိုတရင်ရောက်လာတယ်။ရောက်လာချိန်မှာကျွန်တော်တို့ကလည်းစပြီးတော့အားလုံးလူစုပြီးတော့ကျွန်တော်လိုက်ဖမ်းတဲ့ချိန်မှာစအောင်ဆုံးစပြီးတော့ဖန်ဆီးတဲ့အဖွဲ့စီကတော့မြို့မလေးအဖွဲ့ကဦးမိုးကြီးခေါင်းဆောင်နဲ့ဦးမိုးကြီးဦးကလာကြီးဦးအောင်မင်းသားကြီးဖြစ်ပါတယ် ကျွန်တော်ကတော့ကျွန်တော်မျိုးမငါပြူစောဒီဖွဲ့ရတော့ဥပွိထုံဘောင်းပေါင်းနဲ့ဥပွိထုံခေါ်ဥကြွကြောင်းငိဥကွန့်ကီဥစင်တော့ကျွန်တော်လှိုင်မင်းဟုတ်ကဲ့ကျွန်တော်မျိုးမငါ၄ယောက်နောက်ပြီးတော့မန်းနေဆရာဆိုလို့ရှိရင်ဘုံမှုနေလင်းဘုံမှုနေလင်းနဲ့အဲသူအပါ၂ယောက်ပါပါတယ်ရဲက၁၀ယောက်ပါပါတယ်အဲဒီမှာကျွန်တော်လိုက်ဖမ်းတဲ့အချိန်မှာဟိုမျိုးမလေးဖွဲ့ရနောက်ကတည်းကသူတို့လိုက်ဝိုင်းပြီးတော့ပိုင်းပြီးတော့သူပြစ်ပါတယ်ပြစ်ပါဖမ်းတဲ့အချိန်မှာ အထီးဝါတဲ့နှစ်ယောက်ကတော့ကျွန်တော်တို့ဒီလက်ခုတ်ကန်ပုံချောင်ရှိပါမလန်မကန်းတော့ပါဒါပြီးလဲသွားပါတယ်လဲတဲ့ချိန်မှာကျွန်တော်တို့ကသွားပြီးတော့သူတို့ကိုဖမ်းဆီးပြီးတော့ကားနဲ့တင်ပြလိုက်ပါတယ်တန်ကားနဲ့တင်လိုက်ချိန်မှာအဲ့ထီးဝါတဲ့လူနှစ်ယောက်ကတော့မိုးကြိုးနဲ့မှုန်တိုင်းဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါနဲ့ကျွန်တော်တို့ကသူတို့ဖမ်းပြီးတော့နိုင်နဲ့တင်ပြလိုက်ခါမှာတက်ကလေးကိုခေါ်သွားပါတယ်သူ20ကိုခေါ်သွားပြီးတော့မှ20ရလို့မှတခါသူတို့စေကူတောင်းမှုပြန်လုပ်ပေးပါလို့ကျွန်တော်တတင်ရပါတယ် ဟုတ်ကဲ့ကျွန်တော်2023တလပဲမှာကျွန်တော်တို့ရုံးဝလီပေါ်မှာရုံးဝလီပေါ်တက်ကလီပြီးတော့ရုံးရုံးဝလီပေါ်မှာကျွန်တော်တို့အမိတ်ပြေးလိုက်ပါတယ်အဲ့ဒီမှာဘာတွေမလို့ရလဲဆိုတော့ဒီစားတဲ့ဈေးခါတွေတဲ့ခွင့်မရှိဘူးဆိုတော့စံတို့စံဆိုလို့ရှိရင်လည်းအိတ်လိုက်တဲ့ခွင့်မရှိဘူးစီဆိုလို့ရှိရင်လည်းကျွန်တော်ငါးကလည်းပုံးနဲ့တဲ့ခွင့်မရှိဘူးဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်တို့အဲ့ဒါတွေကိုဖန်ခိုင်းပါတယ်နောက်ဆုံးဓမြေမြောစာတွေဓာတ်စီတွေဒီဇယ်တွေအစစသဖြင့်ပေါ်တော့ကျွန်တော်တို့အသိ အဲတဲပြီဆိုလို့ရှိရင်ကျွန်တော်တို့တင်းဖန်ခိုင်းပါတယ်ဖန်ခိုင်းအချိန်မှာကျွန်တော်တို့ကလည်းဖန်ပြလိုက်ပါတယ်ဖန်တဲ့အချိန်ကမှတော့ဒါကျွန်တော်တို့ကလည်းအဲ့ဒီဖန်တဲ့အချိန်မှာဟိုပူကျိုးစီးပွားတော့ကိုကျွန်တော်တို့ကလုတ်ချပါတယ်ဘယ်လိုချလဲဆိုတော့ကျွန်တော်စံနဲ့စီနဲ့တင်းလိုက်တဲ့အချိန်မှာစံတဲ့အင်းနဲ့စီပုံတင်းလိုက်ပြီဆိုတော့ကျွန်တော်9000နဲ့ပြန်ရွေးခိုင်းပါတယ်ကျွန်တော် website ID ဆိုလို့ရှိရင်လည်းကျွန်တော် website ID ဖန်ပါတယ်တင်းထားပါတယ်ဒါပေမဲ့သူတို့လာမရွေးတော့ဘူး အဲ့တော့ကျွန်တော်တို့အဲ့ဥစ္စာတွေကိုကျွန်တော်ကရောင်းချပြီးတော့ကျွန်တော်တို့ဖွဲ့တွေအကုန်လုံးကတူတူတုံးကြပါလေအဲ့လိုနဲ့ကျွန်တော်ကနေလာခဲ့နောက်ချင်းမှာဒီမတင်ငါလို့ဆိုပြီးတော့နောက်ရက်အနေငယ်မှာပဲကျွန်တော်မတင်ငါလို့ဆိုပြီးတော့လူလေးယောက်ကိုကျွန်တော်ဖမ်းလိုက်ပါတယ်ဖမ်းလိုက်တဲ့အချိန်မှာစိုက်ကရဖင်တော်မင်းဒစီနဲ့ဒိုင်ယမင်းဒစီဟုတ်ကဲ့အဲ့ဘေးနစီနဲ့ကျွန်တော်တို့ဖမ်းလိုက်တဲ့အချိန်မှာယောက်ျား၃ယောက်မိန်းမ၁ယောက်အဲ့ကျွန်တော်တို့ရုပ်ပို့လိုက်တဲ့အချိန်မှာရုံးကအဲ့ဒီလူတွေကိုတတ်မပြည့်သေးတဲ့အတွက် တက်ပြည့်တဲ့နှစ်ယောက်တော့ကျွန်တော်တို့ကမ20ရလာခေါ်ရပါတယ်20ရလို့ကသူတို့စစ်စစ်မှုလိုတယ်စစ်စစ်မှုပြုလုပ်မယ်ဆိုတော့သူခေါ်ရပါတယ်မပြည့်သေးတဲ့နှစ်ယောက်တော့သူတို့ရက်ွက်လူကြီးကိုသူတို့နောက်ပိုင်းအဲ့ချိုးကော့ပတူတာချိုးရင်းလာအဲ့ဒါလူကြီးကိုသူတို့တမ်းပြီးတော့ခေါ်လိုက်ပါတယ်ခေါ်ပြီးတော့ဒါတိလာတိလာဆိုဟောကတိပါတယ်ဆိုတော့သူတို့ကိုပြန်ထည့်ပေးလိုက်ပါတယ်ဒါပေမဲ့စိုက်ကဲလို့မပေးလိုက်ပါဘူးစိုက်ကဲလို့ကရောကသိမ်းသွားပါတယ်ဟုတ်ကဲ့ကျွန်တော်အမှနှစ်လပိုင်းလောက်ရောနှစ်လပိုင်းလောက်ကြာတော့အဲ့ဒီမှာကျွန်တော်တို့ ရေကလည်းဆူဆူဆက်တော့မိုးကလည်းအဲ့ရှိမှာမိုးကနောက်ကျတဲ့ခါကျတော့ဘိုးရွာတယ်အဲ့ဒါသူကလေတဲ့ငါးအားတွေကတက်တယ်ညနေဆောင်တော့မှာခွန်နိုင်တော့မှာသူကအိမ်ထဲကလို့သူအိမ်ရှန်ထဲမှာသူကငါးဖမ်းနေတယ်ရွက်လောက်ကုန်းသားသူနမယမှုံယူခေါ်ပါတယ်အဲ့ဒါသူကသူ့ဟာသူမီးတော်မှာဓမီနဲ့မဟုတ်ပါဘူးဖုံမီလေးနဲ့သူလိုက်ပြီးတော့ငါးလေးလိုက်ဖမ်းတယ်အဲ့ဒါကိုကျွန်တော်တို့ဒီကိုနေတက်ကတွေပေါ့ဂျီတက်ကတွေပေါ့ဂျီတက်အတူတကျအောင်ရင်လို့ခေါ်ပါတယ် သူကဒီဘောမှာတန်တန်းဘွားတွေပေါ့သူရှန်ထဲမှာငားလိုက်ဖမ်းနေတဲ့လူကိုရှမ်းပြီးပစ်ပါတယ်ပစ်လိုက်တဲ့အချိန်မှာဒါမဲ့သူကတော့မသိသွားဘူးအသက်ပြေးရတော့လှုပ်သွားပါတယ်လှုပ်သွားဆိုရင်ဒဏ်ရာတော့ရပါတယ်ရှင်ဘက်ကိုမှန့်သွားတဲ့အတွက်ဒီနေရာလောက်မှန့်သွားတယ်ဒါမဲ့ဟိုဆရာဝင်နေတဲ့ဆရာမတွေပြောကြရရတော့ဒီတရရွတ်တို့နှလုံးလုံးနာချက်ထွက်သွားတယ်ပြောပါတယ်အဲ့မှာသူကအဲ့လိုပြစ်ပြီးတော့ခါကြတော့ဘာကြောင့်ပြစ်တာလဲဆိုတော့လေသူဘာမှပြန်မေးဘူးအဲ့ချိန်မှာအဲ့ဒီမှာသူကလည်းမူးနေတာအအောင်ကြီးဆိုတဲ့သူကမူးပြီးတော့သူကမူးမူးနဲ့လှမ်းပြစ်လိုက်တာ ဟုတ်ကဲ့ကျွန်တော်တို့လေးလပိုင်း25ရက်နေကြတော့ကျွန်တော်ရွှေလောက်ကွာပြောင်းပြီးတော့ပစုံမြောင်းကိုကျွန်တော်တို့ကြာရောက်ပါတယ်ပစုံမြောင်းကိုကြာရောက်တဲ့အချိန်မှာကျွန်တော်တို့ပစုံမြောင်းကိုကြောက်တော့ကျွန်တော်ကဘယ်လိုနေရလဲဆိုတော့ဒီတက်နဲ့အကူသွားပြီးတော့ကျွန်တော်နေရပါတယ်ခမာရ20ခမာရ20ပါတယ်ခမာရ20ရဆိုဖြစ်ရင်ခေါင်းပေါင်းပေါ့ခေါင်းပေါင်းနဲ့သွားရတဲ့ခါကျတော့ခေါင်းပေါင်းနဲ့များဘူကြီးကျော်သွားလင်းဘူကြီးကျော်သွားလင်းနဲ့ခမာရ20ပါတယ်350ရ၄ရောက်ပါတယ် 354ရောက်ရဲရဒီတရင်ရဲရ9ရောက်ကျွန်တော်တို့ညမငါပြစောတိရ9ရောက်9ရောက်မှာအပါဝင်ကျွန်တော်အပါဝင်ကျွန်တော်ကျွန်တော်ရဲတန်သေးရဲဘိုက်ကလေးရဲလှိုင်မင်းထုံးရဲကုစိန်ထုံးရဲကျွန်တော်အဲ9ရောက်အဲမှာတွားရောက်ပြီးတော့ကျွန်တော်တို့ကပူပေါင်းပြီးတော့ဟိုလိုပြောမို့ဆိုတော့လုံုံကြီးကကျွန်တော်တို့တွားပြီးတော့ပူပေါင်းပြီးအင်အားပြည့်တွားနေပြရတယ်အဲဒီမှာကျွန်တော်တို့ကဘာမှအလုပ်မရှိတော့အမေကျွန်တော်တို့ကိုကျိုးစီးပွားအတွက် ကျွန်တော်ဒီပြည်သူတွေရဲ့ဝေးစည်းစိမ်တွေကဟိုသူတို့ခြားထားခဲ့လက်ဥစ္စာတွေပေါ့ပစ္စည်းတွေပေါ့ကျွန်တော်ကထုတ်ယူရောင်းစားခဲ့ပါတယ်ကြီးကျိုးဆိုလို့ရတယ်ကျွန်တော်ဝါကျိုးတွေဖြုတ်ပြီးတော့ကျွန်တော်ရောင်းစားခဲ့ပါတယ်တော့ကိုကျိုးစည်းဝါးတို့ကိုကျွန်တော်ခြားချန်ခဲ့ပါတယ်အဲ့မှာကျွန်တော်ရဲ့ရောင်းဝါးဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီမှာထမ်းဆောင်နေတဲ့ကာလာပတ်လုံးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့စုစုပေါင်းရတဲ့ပတ်စံဆိုလို့ရှိရင်တော့ကျွန်တော်15သိန်းလောက်ရပါတယ်တနည်းလည်းရတာမဟုတ်ပါဘူးဟိုစုစုပေါင်းကျွန်တော်ရတဲ့ပတ်စံ လေးလပိုင်း29ရက်လေးလ2023မှာကျွန်တော်ကဒီ51နဲ့ထပ်ပြီးတွေ့ရတဲ့ချိန်မှာဒီအိမ်ဒီမှာရှင်းနေတဲ့ခါကျတော့ဒီသူတို့မိသားစုတွေကဘယ်မှသွားစရာနေရာမရှိလို့လို့သူတို့ပြောတယ်။အဲ့ဒါကိုသူကဒလန်ပါဆိုပြီးတော့ဒီ51တက်ကဘူးရအကုန်လုံးဟိုနေဖမ်းလိုက်ပါ။ဒါအကုန်လုံးကျိုးတုပ်အတိုင်းမှာကျိုးတုပ်ပြီးတော့အိမ်ကိုမီးရှို့လိုက်ပါလေ။မီးရှို့တဲ့အချိန်မှာဟာအော်တဲ့အချိန်မှာဒီ51တက်ကဘူးရဖြစ်တယ် အာဆူညာပဲလို့ပြောတော့အဲသူ့တစ်ဘက်ကိုဝင်နေဖြစ်ပြောတော့တွိုင်ပစ်မီးချို့နေတန်းတန်းပဲပြစ်တက်ခိုင်းလိုက်ပဲအဲ့ဒီဖြစ်ပြီးနောက်ကျက်အနေငယ်ကြာမှာပဲဒီအလုံးလုံးပြီးတော့ဆက်လန်းသွားလုတာလို့ပြောတယ်ဆက်လန်းသွားလုပြီးပြန်လာတဲ့မိသားစု9ယောက်ကိုသူကပြန်မှာဝိုင်းကိုပြန်မှာဟောပစုံမျိုးသူကဒီရွာကောင်းစီတောင်မလို့ရွာဖြစ်လာတဲ့ဥစ္စာအဲ့ကျော်ဈေးပိုင်းမှာသူတို့ဖမ်းထားတယ်ရဲအောင်အဲကျွန်တော်တို့ရှိကိုလှမ်းခေါ်လိုက်တယ်ခေါ်ရရှိမှာ ကဲခမောက်ဒီကဒါခမောက်တို့ကညောင်လေးပြင်သားနေကနေဆိုတော့သူတို့တိလားမေးတယ်ကျွန်တော်တို့ကမသိဘူးမေးတယ်မသိဘူးမေးတဲ့အချိန်မှာရိုက်နှက်ပြီးတော့ကျွန်တော်မေးကြတယ်ကဲခမောက်ဘယ်သွားမှလဲအခုမှခမောက်တို့ဒါဘယ်ကလာတာလဲခမောက်ဒီဘွားမှာသွားလာလို့မရတော့ဆိုတော့ခမောက်တို့မသိဘူးလားကျွန်တော်မေးတဲ့အချိန်မှာသူတို့ကလည်းမေးတယ်ပြောတယ်ပြောရင်မှဘလို့ပြောတော့ဆိုတော့ဟိုသူတို့မသိလို့ဝင်လာတာအာဝိုင်းဟိုသွားမှဆိုတော့အဲ့ဒီမှာကျွန်တော်ကလည်းတခါပြန်ပြီးတော့နှစ်ဖက်လိုက်တယ်ဟောအဲ့ဆိုလို့ရှိရင်တော့ဒီပစုံမောင်းသားရှိတယ်ပစုံမောင်းသားဘာလို့လဲဆိုတော့ကုဆန်းဦးတို့ခနဲ့တို့ ကိုဆိုင်တို့ကိုကျွန်တော်ခေါ်ပေးလိုက်တယ်ခေါ်ပေးလိုက်ချိန်မှာသူတို့ကိုခေါ်ပေးပြီးတော့ကျွန်တော်သူတို့နဲ့ဟိုသူတို့လက်ကိုအပ်ပေးခဲ့လိုက်တယ်အဲ့အချိန်မှာသူတို့ကလည်းမေးတာပေါ့မေးမှာရိုက်နှက်ပြီးတော့မေးတယ်အဲ့အချိန်မှာအဲ့ငါဦးမှာကလေးနှုတ်ဦးလင်မယားနှုတ်ဦးရဲ့တော့အရွယ်ဟို20လောက်20ကျော်ဝင်း20ကျော်လောက်အဲ့ယောက်သားတယောက်အဲ့ငါးယောက်ကိုမေးချက်ရှင်ပါ သူကလည်းဟိုသူတို့သွားလာမယ်နေလမ်းကြောင်းသူတို့အမှန်တော့တာပေါ့ဒါမဲ့ကျွန်တော်တို့ကတော့ဟိုကျွန်တော်ကလည်းလမ်းမေးတယ်မသိဘူးကျွန်တော်ကတော့မသိဘူးပြောတာပေါ့ဒါမဲ့ तू ကပစွန်မြောင်းသားကိုဆိုင်ရအာသူတို့မေးတဲ့ဆရာကမေးတဲ့ခါကျတော့လည်းသူတို့ကလည်းမသိဘူးဆိုတော့ကဲမသိဘူးဆိုတော့လည်းဒါခင်ဗျားတို့သဘောပဲခင်ဗျားတို့ဆက်ပြီးတော့ရှင်းလိုက်တော့ကျွန်တော်တို့ကတော့ကျွန်တော်စကန် ကျွန်တော်ပြတ်မယ်ဆိုတော့ကျွန်တော်ပြန်လာခဲ့တယ်နောက်နေ့မှကျွန်တော်မေးတဲ့ခါကျတော့ဘယ်ကိုဘယ်လိုလုံးလိုက်လဲလို့ဟိုဘယ်ကိုပုတ်လိုက်လို့ကျွန်တော်မေးတော့မ90ကိုပုတ်လိုက်တူတူပြောပါတယ်ခင်ဗျအဲ့ဒီမကြအဲ့ဒီအချိန်နည်းနည်းကြာပါပဲကျွန်တော်တို့က ဒီပစုံမျောရွာတွေကစာသင်ကျောင်းတစ်ကျောင်းပါကျွန်တော်လူတန်းတွေကြားတယ်ဆိုရင်ကျွန်တော်ဖြတ်သွားဖြတ်လာလောက်ရတယ်အဲကျောင်းကိုအဲကျောင်းကိုကျွန်တော်ကြော်ရတယ်ကြော်တဲ့အချိန်မှာပါအဲကျောင်းသားရောက်တော့လူတန်းကြားလို့ဆိုပြီးတော့ခရုံးဆိုတော့အတန်ကြားလဲလို့ဆိုပြီးတော့ဟာဒီထဲမှာပါလဲပေါ့ဒါကြောင်တော့ခွေးလို့တော့မရှိတော့ဘူးဆိုတော့ဟာဒါဆိုတော့လူပဲဆိုပြီးတော့ကျွန်တော်တို့တွက်ကြည့်တယ်တွက်ကြည့်ရင်ပါတမခွန်မရှိကတမခွန်ခွန်ပေါ့ခွန်ခွန်အဲရကတော့ကအဲဆိုကိုလိုက်မယ်ခမရောက်တွက်ကြည့်ကြော်ပွားထောက်ပြလာမယ်ဒီတွက်ကြည့်ခိုင်းတယ် ကြည့်ရခြင်းမှာကျွန်တော်တွားလဲတွားကြည့်လိုက်ရောလူတယောက်တွေ့ခဲ့ပါတယ်လူတယောက်တွေ့တော့ကျွန်တော်ဖမ်းလာခဲ့တယ်အဲ့ဒီလူကအသက်30ဝန်းကျင်လောက်ရှိပါတယ်အဲ့ဒါအဲ့ခမဘာလာလွတ်တာပေါ့သူကမေးတယ်အကတော်ကလေးပေါ့သူကဗမာလူမဖြစ်ဘူးအာကင်လူပဲပြောတဲ့အခါကျတော့ကင်လူရောဘယ်လိုသူကဘလူပြောလို့ပြောနေမှမသိဘူးဒါပေမဲ့လူကစိတ်နှံ့လားမနှံ့ဘူးလားတော့ကျွန်တော်ယူစားတော့ကျွန်တော်ကတော့မယူစားတတ်ဘူးအဲ့ရှင်ပါအဲ့ဒါ တော့ကျွန်တော်မေးလိုက်တဲ့အချိန်မှာဘာမှလုံးလုံးမပြောတော့ဟာဒါဆိုရင်တော့ကတော့ကလေပြတော့ဒါဆိုရင် PDF ပဲဒီထဲမှာ PDF တွေအရင်တော့ခိုးအောင်ွားတာအာမင်းတို့ PDF တွေကျက်နေခဲ့တာမင်းတို့ဘာလဲဘာလာထောက်လန်းတာလဲဆိုပြီးတော့ तू ကမေးတဲ့အချိန်မှာအဲ့နဲ့မေးမင်းနဲ့ဒီဘက်ကျောင်းဒီဘက်နားလောက်ပါအဲဇီလန်းလောက်ပါကျွန်တော်ခေါ်သွားပြီးတော့အမေဒါဆိုတော့မင်းတို့အဖွဲဒီဘက်မှာလဲ तू ကမေးတယ်မှန်မှန်ဖြစ် तू ကဘာမှလို့မဖြစ်ဘူးกินလို့ပဲပြောတယ်กินလို့လားချမ်းလို့လားရှင်းလို့လားမသိဘူး တက်30ဝင်းကျင်ဆိုတော့အဲဟိုသူကနေတော့တောက်တယ်အဲဟာမင်းအဲ့ဆိုလို့ရင်လောက်တော့မေးတာမဖြစ်ဘူးဟာဆိုတော့ကျွန်တော်ရှုပ်ခိုင်းပါတယ်ကျွန်တော်ရှုပ်ခိုင်းပြီးတော့ကျွန်တော်ကင်ပေးလာတဲ့ခါကျတော့သူကကျွန်တော်ကိုဒီခေါင်းကကင်လို့ပြောတယ်ခေါင်းကကင်ကျွန်တော်ခေါင်းကိုသူညင်အောင်ကင်ပေးလာသူမေးနေတာဟုတ်အဲ့သူရိုက်တက်ပြီးမေးတော့လည်းမဖြစ်ဘူးမဖြစ်အောင်ဟာဆိုတော့သူလေပြင်းကိုကတော့ကခုတ်ခေါင်းကကတော့ကနေပေါ့လေပြင်းကိုဒါနဲ့လှီးလိုက်ပါလေဒါကလှီးလိုက်လှီးလိုက်အချိန်မှာသူကလုံးဝတော့ဆုံးတော့ဟိုကြောက်မဖြစ်ချင်ဟာဆိုတော့လက်လှီးလိုက်ပါလေခင်ဗျ 2024တလပိုင်း3ရက်နေ့ပါကျွန်တော်တို့ပစုံမြောင်းဆွတ်တလဲပိုင်းကိုကျွန်တော်ထပ်ပြီးတော့တာဝန်တော်ထမ်းဆောင်ခဲ့ရပါတယ်အဲဒီမှာကျွန်တော်အပါဝင်မင်းမော်ဦးမြင်းမြတ်အောင်တိုင်မင်းထွန်းကျော်ဦးဟောပဲကျွန်တော်အဲ့9ယောက်ထပ်ပြီးတော့တွားပြီးတော့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်အဲဒီအချိန်ကပါဆွတ်တလဲကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ကအလောက်ကမရှိဘူးအလောက်မရှိတော့ကျွန်တော်ကဒီဘူကြီးဒီမ20ခမရ20ကဘူကြီးကြီးခိုင်းတော့ကျွန်တော်လိုက်လောက်ရပါတယ်အဲဒီမှာခမရ20က ခမနဲ့ဆရာကိုဝေးကြတော့လင်းနဲ့ကျွန်တော်ကဘာလောက်ရလဲဆိုတော့သူတို့ခိုင်းလာလို့ကျွန်တော်လိုက်လုတ်ပြရတယ်ဒီအိမ်တွေကဒီဘောတစ်တေကိုသူတို့ကားနဲ့တင်တယ်တစ်တေပြင်နေစသဖြင့်ကျွန်တော်အကောလုံးပေါ့ဖိုးတန်တာပစ္စည်းပြိဘောကပစ္စည်းဟုတ်ကဲ့အဲ့ဒါတွေကိုကျွန်တော်တင်ပြီးတော့ဟိုသူတို့ကသူထုတ်ယူပါတယ်ကျွန်တော်လေးလပိုင်း2024လေးလပိုင်း10နှစ်မှာစစ်ကောင်စီရဲ့ဒီဘောမှာကျွန်တော်တို့ဒီစစ်မှုတန်းရအတွက်ဆိုတော့ကြီးညာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့က လက်ကမ်းစားဆောင်နေလိုက်ပြီးတော့ကျွန်တော်ဝေခိုင်းပါတယ်ကျွန်တော်ဝေခိုင်းတဲ့အချိန်မှာကျွန်တော်ခေါမောင်းဥကွိတော့ဥကွိတော့ခေါ်ကိုကြော်ကြော်ညံရတယ်ပုံမှာကျွန်တော်ကိုလိုက်ပြီးတော့ဒီလက်ကမ်းစားဆောင်နေလိုက်ပြီးဝေခိုင်းပါတယ်အဲ့ဒီမှာဘယ်သူပါအောင်လဲဆိုတော့သူကဥကွိတော့ကကိုကြော်ကြော်ညံရတယ်ပုံမှာကျွန်တော်ကိုတွေ့ဟိုနေပေါ့ဒါလေလောက်အောင်လောက်အောင်ဘလူဘလူလောက်ဆိုပြီးတော့ပြောတဲ့အချိန်မှာအဲ့ဒီမှာကျွန်တော်လေးကလူပြန်ပြီးတော့ဆင်လိုက်ပါလေဘယ်နှစ်ယောက်ဘယ်နှစ်ယောက်ဆိုပြီးတော့ဒီမှာကျွန်တော်ကျွန်တော်ပါဝင် ဥက္ကံကြီးမင်းမော်ဦးဥက္ကံကြီးမင်းမော်ဦးဒါလှိုင်မင်းထွန်းကြော်ဦးနိုင်လင်းစိုးကိုဖြူတခေါကိုဖြူတခေါအော်ကိုစင်ထွန်းကိုစင်ထွန်းအော်ကျွန်တော်တို့အလုံး22ရောက်ဗျဟုတ်ကဲ့ကျန်တာရဟိုအလုံးအားနဲ့ကျွန်တော်ကအလုံးလူစင်ပြီးတော့ကျွန်တော်တို့ကဒီလက်ကန်းစားဆောင်တွေလိုက်ဝေပါတယ် ဝေပြီးတဲ့အချိန်မှာကျွန်တော်ကဘယ်လိုမြူသွားရလဲဆိုတော့ခင်ဗျားတို့တင်တန်းသွားမှာဝေကြီးမဟုတ်ဘူးဒီ20တင်ပဲ20မှာနေပဲခင်ဗျားတို့တက်ရမယ်20တင်မှာပဲတက်ပြီးလို့ချင်ခင်ဗျားတို့အိမ်မှာပဲပြန်နေရမှာခင်ဗျားတို့လာစားရတယ်အိမ်မှာပဲနေရမှာဆိုပြီးကျွန်တော်အဲ့လိုမြူဆွဲခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့မြူဆွဲပြီးတော့ကျွန်တော်ဟိုအသက်ပြည့်တဲ့လူတွေဆိုလို့ရှိရင်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့အဲ့ဒီကြံမတိုက်ခင်မှာအားကျကျွန်တော်တို့မှတ်20ကိုတော့ပို့ဆောင်ခဲ့ပါတယ်ဒီကြံတွဲမှာကျွန်တော်တို့နားလိုက်ပါတယ်နားပြီးတော့ကျွန်တော်တို့ကဒီကြံတွဲမှာ လုံးကျုံရေးကိုကျွန်တော်ကဒီမန်နက်တွေတော့ကျွန်တော်ဆက်လိုက်ပြီးတော့ကျွန်တော်တာဝန်ယူပေးရပါတယ်။အဲဒီမှာယူပြီးကျွန်တော်ကြံပြီးွားတဲ့ကာလမှာကြံတဲ့လူတွေကိုထပ်ခေါ်ပြီးတော့ကျွန်တော်တို့20ပါပဲနောက်ဆုံးလုံးကျုံရေးယူပေးရတော့တယ်။ငါးလပိုင်း9ရက်နေ့မှာစတင်ပြီးတော့ကျွန်တော်ထွက်ခွာခဲ့ပါတယ်။ကားလျှောက်စီးနဲ့ကျွန်တော်စတင်ပြီးတော့ထွက်ခွာခဲ့တယ်။ထွက်ခွာခဲ့တဲ့အချိန်မှာကျွန်တော်440မှာတွားပြီးတော့ပေါင်းပါတယ်။ လေးရ၄၀ရဘယ်နဲ့စီးလဲလို့ဆိုတာတော့ကျွန်တော်မသိပါဘူးခင်ဗျအာသူတို့ကြီးပါအများတယ်အဲ့ဒါကျွန်တော်တို့ကြီးကပါတဲ့လူအင်အားတော့6ယောက်ပါပါခင်ဗျကျွန်တော်ပါဝင်ဥကွန်ကြီးပိုးရှင်ကျော်ဦးတန်းထီဟုတ်ကဲ့ကျွန်တော်ပါဝင်6ယောက်ပါခင်ဗျအဲ့ဒါကျွန်တော်တို့စတယ်ပြီးထွက်သွားတဲ့အချိန်မှာလေးရ၄၀ရဒီပုံမှာအမြန်လမ်းပေါ်တက်ပါတယ်အမြန်တော့ကျွန်တော်တို့ပထမဆုံးကြားတာကတော့ဒီတတ်တာက6လူဆိုပြီးတော့ကြာပြီးတော့နောက်ဆုံးမဟုတ်ဘူးသွား ရံကုန်ဘောက်မောင်းသွားတော့အာဘယ်သွားမလို့မသိဘူးဆိုတော့အဲ့ဒီမှာကျွန်တော်နှစ်ချက်ခွဲ၃နိုင်လောက်ပါကျွန်တော်စီလဝါစိတ်ကောင်းကိုရောက်ပါတယ်စီလဝါစိတ်ကောင်းရောက်တော့အမတင်မောနဲ့ဟိုနေရှင်းတွင်းဆိုတဲ့သူတို့ဒီစစ်တင်မောပေါ့ဟောစစ်တင်မောကြီးနဲ့ကျွန်တော်တို့ပို့ဆောင်ကျွန်တော်တို့ပို့ဆောင်ပေးခဲ့ပါတယ်၅နိုင်ထုံးမှာစတင်ထွက်ပါခဲ့တယ်၉ရက်နေ့ညနေ၅နိုင်မှာစတင်ထွက်တယ်၁ရက်နေ့မနက်အဲ့နေ့လေ၁နိုင်ထုံးမှာမော်လမြိုင်စိတ်ကောင်းကိုကျွန်တော်ရောက်ပါတယ် အဲ့မှာမော်လမြိုင်စိတ်ကန်းကိုတော့မဆိုင်ဘူးကျွန်တော်ဒီမှာတန်လို့ရင်သဒ္ဓါနဲ့ခံနေလို့ဆိုပြီးတော့ဒီဘက်မှာရက်ထားပြီးတော့ဟိုဘက်ကလည်းကျွန်တော်ဟိုတင်မောနဲ့ပေါ့တော့ကျွန်တော်ဒီစစ်တင်မောနဲ့ကျွန်တော်တို့ကက်တော့လာပြန်ကြိုးပါတယ်။အဲ၃နိုင်ခွဲမှာကျွန်တော်ကားပေါ်ရောက်ပြီးကားဝိုင်စတင်ထောက်ခွာခဲ့တယ်။ထောက်ခွာခဲ့တဲ့ချိန်မှာဟိုကျွန်တော်တထောအမှတ်ကိုအမှတ်ကိုတင်တန်းကြောက်ကိုညနေ6နာရီခွဲမှာကျွန်တော်ရောက်ခဲ့ပါတယ်ရေပြူကမ်းမှာနှာရီးနှာရီးအိမ် ဓာရေးရှိပါတယ်အဲ့ဓာရေးရှိတဲ့အိမ်ဟာ PDF အိမ်ပါ PDF တွေရောက်နေပါတယ်ဆိုတော့သူတို့အားတွေပေါ့ဟိုနေတို့အားတွေပေါ့ကောက်ကွေးပါကောက်ကွေးကနေတို့ရှိကိုတရင်လှမ်းပို့ပါတယ်အဲ့နဲ့နေတို့အားတွေမှာကျွန်တော်လှမ်းပြီးတော့တရင်ပို့ပါတယ်ပို့တော့ရောဟာညီလေးလိုပဲကောက်ဟိုမှာရေပုဂံထဲမှာတော့ဒီဓာရေးအိမ်ဟာ PDF ဖြစ်နေတယ် PDF တွေရောက်နေတယ်ဆိုပြီးတော့ကျွန်တော်တရင်ပို့ရရှိပါအဲ့ဆိုရင်20ကိုပို့လိုက်လေဆိုတော့ဟိုခမိုင်း20ကိုပို့လိုက်လို့ပြောရရှိပါသူကဟဲ့ငါလည်းပို့ပြီးပြီငါကြီးမင်းလည်းထပ်ပို့လိုက်အောင်ဆိုတော့အဲ့မှာကျွန်တော်လည်းထပ်ပို့လိုက်တယ် ထွက်ခဲ့ချိန်မှာခမန်း20ကိုကျွန်တော်ပို့တဲ့ချိန်မှာဘူကြီးဘူမှုနေလေးရှိကိုကျွန်တော်ပို့ပါတယ်အေးငါတို့လည်းအခုပဲစီစဉ်နေရဆိုတော့အမှန်နဲ့ကျွန်တော်ပြောပြီးတော့မိနစ်ပိုင်းပါပဲခမန်း20ရလို့ပုံမှန်ကျွန်တော်ဟိုတရားဟိုပါဘော120တရားဟိုနေပေါ့တရား20မမတရား20မမသူကပြစ်ထုတ်လိုက်တယ်ပြစ်လိုက်တဲ့ချိန်မှာအနာရေးဟိုတဲ့သွားကြပါလေကြားတဲ့ချိန်မှာနာရေးအိမ်မှာရှိနေတဲ့လူက လူကလည်းအဆုလိုက်အဲ့နေရလဲသူကနာရေးရှားမဲ့နေဖြစ်နေခါကြတော့လူကအဆုလိုက်ပြုံလိုက်ဆိုတော့မှထပ်ပြီးတော့၃ရောက်ပွဲချင်းပြီး၃ရောက်ပွဲချင်းပြီးပါတယ်အဲ့တော့၈ရောက်လောက်၈ဟိုနေပေါ့၈ရောက်ထက်မနည်းပေါ့ဒဏ်ရရှိပါတယ်ကျွန်တော်9လပိုင်း2020 2024ခုနှစ်လပိုင်း29ရက်တရရစပြီးတော့ကျွန်တော်တို့ကရေပြူကဟိုသူကရှင်းလင်းဝင်မယ်ဆိုပြီးညခင်တနားကြီးခွဲလောက်မှာကျွန်တော်တို့စတင်ထွက်သွားပေးရပါတယ် စားနေထောက်ရခဲ့ရတဲ့အချိန်မှာကျွန်တော်ညခင်မှာစထွက်တဲ့အချိန်မှာကျွန်တော်ပါဝင်5ဦးကျွန်တော်ပါဝင်5ဦးဟောကောက်ကွေးရွာနေတူဦးဆောင်ပါဝင်နောက်ပြီးတော့ကျွန်တော်မျိုးမလေးအဖွဲ့ရဆိုလို့ရှိရင်ဟိုဥကလာကြီးဦးဆောင်မှုနဲ့၄ဦးမုတ်ခမှုရွာဆိုလို့ရှိရင်မုတ်ခမှုရွာကိုဝါလေးဦးဆောင်5ဦးတို့ကျွန်တော်ကအဲ့မှာကျွန်တော်စတင်ပြီးတော့ထောက်ခွာခဲ့ရပါတယ် ထောက်ခံတဲ့အချိန်မှာကျွန်တော်တို့ကဒီအနောက်ကုန်းကျောင်းထိပ်ကိုရောက်တဲ့အချိန်မှာဒီနောက်ကတက်ကိုကျွန်တော်ဆောက်ရတယ်တက်ကိုတက်ကဆောက်တော့တက်ကသူ့လာတဲ့တက်ကဒီ984ခမရ984မိုင်းရှူတက်မိုင်းရှူတက်လို့ပြောပါတယ်အဒုတိယပုံမူကြီးပေါ့ဒုတိယပုံမူကြီးဦးဆောင်ပြီးတော့အဲဒီမှာနောက်ပြီးတော့ဒီစစ်ကြောမှုလည်းပါတယ်စစ်ကြောမှုတို့တော့ကိုကိုကဲမှုတွေပေါ့အဲ၃ဘွင်းနဲ့ရာရှိတယ်ပါပါခင်ဗျအဲဒီမှာကျွန်တော်တို့ ਨੇ ကျွန်တော်တို့ကို ိုင်လှုပ်ပြီးတော့အဲရှင်းခိုင်းတယ်ရှင်းခိုင်းတယ်ရှင်းခိုင်းချိန်မှာကျွန်တော်တို့ကလည်းဝင်ရှင်းပေးတယ်နောက်ဆုံးသူတို့လည်းဝင်ပြစ်တဲ့အချိန်မှာအဲလူဒီရွာသားတွေထိကုန်တယ်ထိကုန်တဲ့အချိန်မှာထိတဲ့လူတွေထိပေါ်ကြားတဲ့လူတွေကြားအဲ့ဒါကိုနောက်ကလူကကားနဲ့အဲလူတွေကိုပြန်ဆွဲထုတ်သွားတော့ကျွန်တော်သိပါခင်ဗျဘယ်ကိုဘလို့လုတ်တယ်ဆိုတော့ကျွန်တော်ကအဲ့ဒါတော့ကျွန်တော်ဆက်လက်ကျွန်တော်မသိဘူးဒါပေမဲ့ဘာလို့ဆိုတော့ကျွန်တော်ကရှေ့ကိုဆက်ပြီးတော့မဲနေရတဲ့အတွက်မလို့ဒီနောက်ကိုကပြန်ပြီးတော့ကျွန်တော်ကဟိုပြန်ပြီးမသိနိုင်တာပါဟုတ်ဟုတ်ကျွန်တော်အဲ့ဒီမှာပဲ မနေ့ရှင်းလိုက်တော့ကျတော့ကျွန်တော်ရွာလူကြီးကိုခေါ်ခိုင်းလိုက်တယ်ရွာလူကြီးဘာလို့လဲရွာလူကြီးဘာလို့လဲဆိုတော့ကိုဖို့တို့လို့ခေါ်ပါတယ်အဲကိုဖို့တို့ကိုလည်းခေါ်ခေါ်လိုက်တဲ့အချိန်မှာသူကရောက်လာတယ်ကိုဖို့တို့နဲ့အဲကဲခမရဒီရွာထဲကခမရဒါခမရလူကြီးလားမပြောဟုတ်ကဲ့သူလူကြီးပါလို့ပြောတယ်အားနဲ့ကဲအားဆိုခမရယာယီမှုရရှိတာဆိုရှိတယ်လို့ပြောတယ်အယာယီမှုနဲ့အားလုံးအင်းစင်းတိန်တဲ့ကျွန်တော်တို့လူလိုက်ပြီးတော့စစ်တယ်အင်းစင်းပုံစံမျိုးပေါ့လိုက်ပြီးတော့ကျွန်တော်လည်းကောက်ခါဟိုခေါ်ပြီးတော့ဟိုဒီတက်ကတော့သူကစာတရားဘက်မှာ သူကထိုင်နေတာလေအဲရေပကန်ကြွားလေတဲ့စတဲ့ကြောင်းအမှထိုင်လာပြီးတော့သူကခေါ်ခန်းနေအကုန်လုံးဒီစတဲ့ကြောင်းကိုလာဆိုပြီးတော့ခေါ်ရခြင်းပါညနေလောက်အထိကိုသူဒီလူအစဲစစ်တာပေါ့အစဲစစ်တာလူလူဦးရေဘလောက်ဘလောက်ရှိတယ်ဆိုတော့သူတို့စစ်တဲ့ခါကျညနေကတိအောင်မပြီးဘူးအဲ့မှာဈေးသွားရောင်းတဲ့လူတွေရှိတယ်သူကအဲ့ကြွားကသူကဈေးရောင်းဈေးဝယ်သူကဟိုရောင်းဝယ်သမားညားတယ်အဲ့ညနေရင်ကြတော့၄နိုင်ခွဲ၅နိုင်လောက်ကြတော့ အဲ့ဒီလိုပေါ့စိုက်ခဲ့တဲ့ပြန်လာတာပြန်လာပြန်လာဟိုဘက်ထိပ်ကဝင်ကျွန်တော်ဒီဂွေကုန်းဘက်ထဲဟိုထွက်တဲ့ထိတ်နောက်မှာလမ်းပေါ်ရှိသေးတယ်ဟိုကျွန်တော်ဘယ်လိုပြောလဲဆိုတော့တင်ကြကုန်းလမ်းလို့ပြောတယ်ဟာအဲ့ဒီလမ်းကိုသူကအဲ့ဘက်ကလူတွေဆိုတော့အဲ့ဘက်ကိုလာတာလာတဲ့ရှင်ကြတော့သူကကဲခင်ဗျားတို့ဒီကဘယ်ကလာလာလဲဆိုတော့သူကဈေးရောက်ပြီးပြန်လာတယ်ပေါ့အနေတို့ကတွေပေါ့သူနေတော့နေတို့ဥဆောင်မှုနဲ့ကျွန်တော်ကနေရတာအနေတို့ကသူကစမေးလိုက်တယ်ခင်ဗျားတို့ဒီချိန်မှပြန်လာဘယ်ကပြန်လာကြလဲဆိုတော့သူဈေးရောက်ပြီးပြန်လာတာ ။နော်ဒီချိန်နဲ့ဒီချိန်ခင်ဗျဇေယောင်းပြတ်လာတော့ဖြစ်နိုင်ဘူး။ခင်ဗျအကုန်လုံးဒူးထောက်စီကိုထောက်ခိုင်းတာလေ။ခင်ဗျဒီရွာမှာလောက်ဖြစ်နေလို့ဆိုတာခင်ဗျမသိဘူးလားဆိုတော့သူကမေးတဲ့ချိန်မှာဟောသူတို့လည်းသိပါတယ်။သိတယ်ဆိုတော့သူတို့ဖုန်းနဲ့လှမ်းဆက်ပြီးမေးတယ်။ဝင်လို့ရပြီလားရပြီလားဆိုတော့ရပြီဆိုတော့သူတို့ဝင်လာခဲ့တာကိုပြောတယ်။အဲ့ဒီမှာမင်းတို့မလျော့ဘူး။မင်းတို့ကပီတဲပဲဆိုတော့နေတော့ကနေပေါ့သူတို့ပြောပါတယ်။ပြောတဲ့ချိန်မှာမလျော့ဘူး။ဟိုကလည်းဘလို့ပဲပြောပေါ့။သူကဒီနေတော့ကြတော့သူကအများကြီးသိကြတယ်။အဲဆိုတော့ဒီကောက်ခွေရွာသားဆိုတော့ အမို့ကျမတို့လည်းပေါ့ဒီဒီရွာမှာသူ့မေးပြုတ်ဝင်လာခဲ့တာအဝင်လို့ရတယ်ဆိုလို့သူဝင်လာခဲ့တာအာမဟုတ်ဘူးကျွန်တော် PDF ပဲဆိုတော့ဒူးတော့ခိုင်းပြီးတော့နောက်ကျောဘက်ကလေပေါ့ကျွန်တော်တို့အဖွဲ့ရောသူတို့အဖွဲ့ရောတက်ကအဖွဲ့ရောရှိပါခင်ဗျအားလုံးအနဲ့အဲ့ကိုကလို့ပြစ်ခိုင်းလိုက်ပြစ်တပ်လိုက်တယ်ပြစ်လိုက်ပြစ်တာသူတို့မတင်ငါလို့ပြစ်လိုက်တယ်ဆိုပြီးတော့အထက်ကိုတနေပို့လိုက်ပါတယ်ဒီကိုယောက်ကအာသူတို့ကသူဒီပါဒီချင်းတဲ့ဒီချင်းသူပြက်လာတယ်အဲပြက်လာတာတစုတစီတယ် အဲဘာလို့ဘူးလဲဘာအကျန်စီးနေလဲမသိဘူးဆိုတော့သူကခမ20ကိုတရေပို့ပါတယ်ပို့လိုက်ချင်းမှာခမ20တော့ဘာเจ้าမြန်မှုမှကျွန်တော်ကျွန်တော်မှမရရှိလိုက်ပါဘူးအဲဆိုတော့သူငူနဲ့ပဲပြီးနေရဆိုတော့သူကခေါင်းပေါင်းသူကဥဆောင်မှုနဲ့သူလုံနေရဆိုတော့အဲ့မှာကျွန်တော်တို့ကအဲ့ဒီတီဟိုချက်ပေးလာမှာကြွာသားတွေကိုခေါ်ပြီးတော့ကျွန်တော်တို့တူးတာတူးရပါတယ်အဲ့ပေါ်တော်လန်းဆိုရှိတယ်ကျော်ရေပြူကဟိုကခွေကုန်းဘက်ကလာမယ်ဆိုလို့ရှိရင်တော့ညောင်လေးမြတ်ဘက်တက်မယ်ဆိုရင်ဒီရေပြူကရွာရဲ့ထိတ်မှာအပေါ်တော်ဘက်ခွဲထွက်တဲ့လမ်းလေးရှိပါတယ် အဘိနာမှာလည်းဟိုကျွန်တော်ဘဘူတူညောင်းနေရှိတယ်ဒီဘက်ပြေးဒီတရားရအဲ့ဒီပေါ်တော်ဘက်ကိုတွားမယ်ဆိုလို့ရှိရင်ဘယ်ဘက်ရှမ်းမှာပါအဲ့ဒါလည်းတီအိုပင်နေရှိတယ်အဘိနာမှာအကုန်လုံးမြှုပ်ဟိုကျင်တူးတော့ကျွာသားတွေတော်တော်နင်းနေတူခိုင်းပြီးတော့အကုန်လုံးမြှုပ်ထားပါတယ်ကျွာကျောက်ကြား6ရောက်မိမ3ရောက်ဟောတော့အဲ့ဒီရကျွန်တော်လုပ်ပြီးညနေမှာပဲဒီကျွာသား9ဦးကိုဒီပီတီရတဲ့သူတို့ဝင်သွားတယ်သူတို့ရဲ့ညကိုမောင်နှမလေးလို့ပြောပါခင်ဗျပြောရဲဆိုတော့အဲ့ဒါ तू က မေးတယ်ခမညီကိုမောင်နှမရေဘယ်ရောက်သွားလဲဟိုကအလုတ်သွားလုတ်တယ်ပြောတယ်အဲ့တော့သူကအချိန်ကသူစစ်စမ်းမေးတယ်ရိုက်ပြီးတော့လည်းမေးတယ်ဟိုကတော့ကာကန်ရှင်တွေကတော့သူတို့ညီကိုမောင်နှမတွေသိစားခြင်းတွေဆိုတော့ဟာအလုတ်သွားတယ်အလုတ်သွားလုတ်တယ်ပဲပြောတယ်အဲ့တော့ဟိုကတွေပေါ့ကျွန်တော်ခမရ94ရဒီကျွန်တော်မန်ယူတက်ကဟိုဒုဗုံကအမ်ဘဟုတ်ဘူးအဲ့လူတွေအခု ဆက်သွယ်ပေးဆိုတော့ဟိုဆက်သွယ်လို့လည်းမရဘူးဆက်သွယ်လို့မရတော့သူကဒါဆိုတော့ခမပီတီရပဲပီတီရတဲ့ဝင်တော့ဆိုတာခမတို့မတားဘူးလားဘာဖြစ်လဲညာပဲဆိုတော့သူတို့အဲ့ငါးဦးကိုဒီခမ20ကိုသူတို့ပို့ဆောင်ခဲ့ပါတယ်ဟုတ်ကဲ့ကျွန်တော်ပြည်သူတွေဘောကိုပြစ်တွေကျွန်တော်အများကြီးကျွလွန်ခဲ့ပါတယ်အဲ့ဒီတော့လည်းကျွန်တော်အခုချိန်မှာကျွန်တော်နောက်ထပ်လည်းရမိပါတယ်နောက်ထပ်လည်းရမိတဲ့အတွက်ကျွန်တော်ပြည်သူတွေကပေးလာမဲ့ပြစ်တွေကိုပြစ်ဒဏ်တွေကိုကျွန်တော်ရဲဝုံဝင်ခိုင်သွားပါမယ်ခင်ဗျာ